ဟယ်လိုအာကျွန်တော်မြန်မာစံတော်ချိန်9နိုင်ညီမှာတက်လာမယ်လို့ကျွန်တော်ပြောတယ်အာကျွန်တော်ပြောတဲ့အတိုင်းကျွန်တော်တက်လာတယ်ဗျာကြားပါလားဗျာ ဟုတ်ကဲ့အဲကြာကြာမကြာကျွန်တော်ပြောသွားမယ်ဗျာအာမင်းအွန်လိုင်းရဲ့အဖြစ်က basmatic ညီလာခံတော့တက်တယ် basmatic ညီလာခံကိုလည်းခင်ဗျားတို့သိအောင်ကျွန်တော်ပြောပြလိုက်မယ်1990ခွန်မှာစဖွဲ့တာဗျာရှင်းရှင်းပြောအဲ့မှာရှိနေခွန်းနိုင်ငံလေး ਨੇ လှုပ်လှုပ်တာဗျာခွန်းနိုင်ငံဆိုတာဗျာမြန်မာရဲ့ oh sorry ထိုင်းရဲ့အိန္ဒိယရဲ့နော်ဘင်္ဂလားဒေ့ရှ်ရဲ့နီပေါ်ရဲ့ဘူတန်ရဲ့တလား အိန္ဒိယမြန်မာရဲ့အဲ့ခုနှစ်နိုင်ငံပက်စမက်တစ်ဆိုတာဘင်္ဂလားဒေ့ပင်လယ်အော်နဲ့ထိဆက်နေသောနိုင်ငံများညီလာခံများတိတ်လဲအရေးမပါပါဘူးဒါပေမဲ့မင်းအောင်လှိုင်တွတ်တက်တာကမင်းအောင်လှိုင်ကတန်ကင်းတမန်ကင်းကိုထိတွေ့ဖို့အတွက်တွတ်တက်တာအဲ့တန်တမန်ဒီတောင်းဆိုမှုကိုမင်းအောင်လှိုင်ဘာမှလုပ်ပေးမဲ့လူလည်းမဟုတ်ဘူး ဒါကိုလည်းဟိုကျွန်တော်ဟိုပုံမှန်လင်ပြောပြတာတက်လား yeah hello အဲအဲ့လိုတွတ်တက်တဲ့အချိန်မှာဟာထိုင်းရဆန္ဒပြနေမှန်နေထိုင်းလွတ်တော်အမတ်မှာလဲလွတ်တော်မှာလဲအမတ်တွေတင်ပြနေရလဲမှန်နေ ဒါပေမဲ့အဲ့ဒီညီလာခံရဲ့သဘောတရားကဘာလဲဆိုတော့မြန်မာခရိုနီရယ်အိန္ဒိယခရိုနီရယ်ထိုင်းခရိုနီရယ်ဘတ်စမတ်တရားခမရတို့လှုပ်ပေးနိုင်တာတခုမှလည်းမရှိဘူးဘာလို့မင်းအောင်လှိုင်ကတန်တမန်နဲ့ထိတွေ့ဖို့အတွက်ဒုတိယခြေလန်းကိုသွားတာပထမခြေလန်းကပါပဂျူ ပါပမင်းဆိုတော့ပါပဆိုအဖြက်ကျူသူကအဖြက်မင်းဟိုဘက်ကကျွတ်မင်းနဲ့တွားတွေ့ပြီးဗမာတပီလုံးမြေကြီးထဲရောက်တော့မှာဟုတ်ပြီနော်အဟိုဘက်တွားတွေ့တဲ့ကျွတ်မင်းအကြောင်းတော့ကျွန်တော်မပြောတော့ဘူးစောက်ပေါ်တွေဗိတိကသုံးပုံမှာတခုမှမပါဘူးဒီလောက်ပဲပြောနိုင်တယ်ဟုတ်ပြီနော်အဲ့ဒီ basmatic ကလုတ်ပေးလိုက်လို့ကပ္ပပညာရေးကျမ်းမာရေးဘာမှမရှိဘူ ဘက်စမက်တစ်ကထူထောင်ထားတဲ့ကောလိပ်တက်ကတူတခုမှမရှိဘူးဘက်စမက်တစ်ကဘက်စမက်တစ်ရံပုံငွေနဲ့ပေးထားတဲ့ဆေးရုံတရုံမှမရှိဘူးကဲဒါဦးထပ်ပြောကြင်တာဘာလို့ခင်ဗျားတို့ဒီလောက်အရေးကြီးနေရတာဘက်စမက်တော့1999မှာဖြစ်လာတာဗျာ January 6မှာအဲမင်မာလည်းမပါသေးဘူးနီပေါ်လည်းမပါသေးဘူး ပြောချင်တာအချင်းချင်းဘင်္ဂလားဒေ့ဘင်္ဂလားပင်လယ်အော်နဲ့ထိစပ်သောနိုင်ငံများနဲ့ပတ်သက်ပြီးတော့ဖွဲ့ကြတဲ့အဖွဲ့အစည်းဘာမှလည်းအရေးမပါဘူးဟုတ်လားဆိုတော့အဲ့ဒါကိုလည်းခင်ဗျားတို့ရေးကြီးတွင်ကြလည်းမထည့်နဲ့ဘက်စမက်တစ်ကပေးထားတဲ့စကောလာရှစ်လည်းတယောက်မှမရှိဘူးအာဆီယံစကောလာရှစ်ရှိတယ် right ကျွန်တော်ပြောတာ မက်သမက်တစ်စကောလာရှစ်ရှိဘူးဟုတ်လားအေးဒါပေမဲ့နှစ်ခုလုံးပေါင်းချပြီးကျွန်တော်ပြောပြလိုက်မယ်အာဆီယံရောဘက်သမက်တစ်ရောအဲ့ဒေတာတွင်နိုင်ငံများကခမည်းတော်ရဲ့ပတ်စပုတ်အိုသွားရင်ဖမ်းတယ်ထောင်ထဲထည့်တယ်ရိုက်တယ်နှက်တယ်ဒါမှမဟုတ်ဒဏ်ရိုက်တယ်ပြီးရင်မြန်မာဆိုရင်တော့စစ်မှုထမ်းဆောင်ဖို့ဖမ်းထားတဲ့လူတွေကိုပြန်ပို့လိုက်တယ်အဲ့ဒါအာဆီယံနဲ့ဘက်သမက်တစ်ဒါပဲလေ ဟုတ်လားအန်ယူဂျီကျွန်တော်တို့ထောက်ပြနိုင်လားအန်ယူဂျီကဖာတယ်ရယ်ဖာကောင်းရယ်မအေလို့ရယ်အဲ့ဒါနဲ့ဖွဲ့ထားတာလေအန်ယူဂျီမှာနိုင်ငံရေးသမားမပဘူးခင်ဗျားတို့ဘာတွေပြောနေတာလဲအန်ယူဂျီကနိုင်ငံရေးသမားကျွန်တော်ကိုပြာနော်မသေးခင်လိုင်းကိုမပွင့်အောင်ဆော့တာကျွန်တော်ဆော့နေလိုင်းကိုမပွင့်အောင်ဆော့တာဘက်စမက်တီဝက်ဘ်ဆိုက်မှာတွားကြည့် ဟာတနှစ်ကို scholarship ဘယ်နဲ့သိမ်းနေပါပါတယ်နော်ကြောက်စရာကြီးကျွန်တော်ရည်ကျင်တာအမေရိကန် Pepsi company လောက်တော့မရှိဘူး Pepsi ဆိုတာ company လေးတစ်ခုပေါ့ဗျာ company တစ်ခုပေါ့ဗျာအစိုးရမဟုတ်ဘူးပေါ့ဗျာ Pepsi ကဖေးတာ scholarship တွေအများကြီး basement တွေပေးထားတဲ့ scholarship တို့ကျမ်းမာရေးတို့လူမှုရေးတို့ဘာမှမရှိဘူး ဘက်စမတ်ဘက်စမတ်တစ်ဆိုတာအစိုးရချင်းညှိနှိုင်းပြီးတော့အဲ့ဒီအစိုးရနဲ့ပတ်သက်တဲ့သူများကုံတွယ်ရေးဆောင်ရွက်တဲ့ဘင်္ဂလားပင်လယ်ကိုထိစပ်သောနိုင်ငံများလို့ပဲနားလည်လိုက်ဗျာကဲတော့ဆိုလုံလောက်သွားပြီအဲဒါမဲ့သူတို့ကသူထိစပ်နေတာမင်းအောင်လှိုင်ကသူတို့နဲ့ထိစပ်ဖို့သွားတာဗျာတိလာသူဘဘူးကမထင်သူကခူးကောင်းလို့ပဲလေသူ့သွားထိတဲ့လူအကုန်ရားတယ်လေ မင်းအောင်လိုင်ကိုထိလိုက်တယ်ရားတယ်ဗျာအာရားတယ်ရားတယ်အဲ့လိုရားတယ်မှတ်ထားဟောလားခင်ဗျားတို့ခင်ဗျားမင်းထုတ်နေတယ်လ ी26.4 တသမ4ဒန်းဒေါ်လာရပြီလीအဲ့ဒီငလျင်လှုပ်တဲ့ဒေတာမှာထမင်းနတ်မှန်အောင်စားလို့ရတယ်လူတယောက်မှမရှိဘူးဟိုကဲစေရေးအဖွဲတွေနဲ့မပါဘူးနော်ကဘာကြီးကပေးလိုက်တာ 26.4ဒံကိုရှယ်လေးအတီးပြူတယ်ပြီးမှခင်ဗျားတို့ကို BBC မှာ RF မှာအတက်လာမှာခင်ဗျားတို့ပြောကြပါကျွန်တော်အခုပြောလိုက်ပြီ26.4ဒံရပြီးပြီဟုတ်လားတို့ထမင်းနှက်မှန်အောင်စားလို့ရတဲ့လူအဲ့ဒီဒေတာမှာမရှိဘူးဗျခင်ဗျရေးကြည့်တဲ့အချိန်တုန်းက22.3ဒံရတယ် ကြမ်းခံရေးပါတီနဲ့ခောက်ဆွဲကြောက်တုံးထုတ်စီသွားပေးခိုင်းတယ်။ဓာတ်ပုံရိုက်တယ်။ရည်နေတဲ့ပုံတွေပျော်နေတဲ့ပုံတွေကဘာကြီးကိုတင်ပြလိုက်တယ်။ဒါပဲလေဗျာ။ဟုတ်တယ်မလား။ဆိုတော့ကျွန်တော်ပြောနေတာဟာမဟုတ်ဘူးဆိုရင်အရင်ခုနလကျော်ရည်ကြီးတုံးကလက်ရှိမေအောင်လိုက်အစိုးရက ထိထိရောက်ရောက်အကူအညီပေးခဲ့ပြီးတိဆောက်ပေးခဲ့တဲ့နေရာကမ္ဘာအသိမှတ်ပြုကိုပြောတာနော်ဘယ်နေရာရှိလဲလို့ဟုတ်တယ်မလားဟိုရမဲသင်းပါဗျာခမရွှေတူးမယ်ဆိုပြီးတော့တေကောက်တိန်းသုံးတောင်နဲ့ဝယ်တဲ့တရုတ်တီတော်မှတရုတ်အစိုးရကိုတော့ပြောဖြတ်နေတယ်ကျွန်တော်ဘာပြောဖြတ်နေတာ ဲ့တရုတ်ဆိုရောက်သွားပြန်ပြောတာတေကောက်သုံးသိန်းတောင်နဲ့မိုးထီမိုးမီဘာညာရမဲသိမ်းမော်ဗျာအဲ့ဒီမှာအဲ့တရုတ်80ကျော်မြန်မာစစ်တပ်ကြီးအခုလိုရေးကြီးသွားတဲ့အချိန်မှာသူတို့နေရာပြန်မပေးပါဘူးဆိုပြီးတော့ရှီကျင်းပင်ရဲ့ပေါ်လစ်ဘျူရိုနဲ့ပတ်သက်တဲ့ပါတီဝင်ထိရောက်တော်သူတင်ပြတဲ့မှတ်တမ်းကျွန်တော်မှရှိတယ်ဒါကျွန်တော်မှန်တိုင်းပြောတာ ဆိုတော့ပထမရေကြီးသွားတာမင်းဟိုလိုက်ဘာတွေပေးခဲ့လို့လဲဘာတွေပေးခဲ့လို့လဲလို့ထိတိယောက်ပြောပြတာမစာတင်ကြောင်းနေဆောက်ပေးတာလားဆေးရုံနေပြန်တီဆောက်ပေးတာလားဆေးပေးကန်းနေတီဆောက်ပေးတာလားကျွန်တော်ဟိုလူတူးချင်းစာဝတ်နေရေးအဆင့်ကိုကျွန်တော်မပြောသေးဘူးနော်ဘယ်လမ်းတွေကိုပြန်ပြီးတော့ဖောက်ပေးလိုက်တာလဲဘာမှမရှိဘူးလေဟုတ်တယ်မလားဆိုတော့ကျွန်တော်ပါလူလားလို့အခု ခမရုံငလျင်လောက်တာဧပြီလကုံရင်အားလုံးကို့အိမ်ကမตาရီနဲ့အနံ့နေကင်းရှင်းအောင်လုပ်ရမယ်ဆိုလို့လုပ်နေပြီလေဆိုတော့ကျွန်တော်ပြောချင်တာငလျင်နဲ့မြမပြည်သူနဲ့စီးပွားပေါ်စီးပွားပဲလည်းမဟုတ်ဘူးလေရောင်းဝယ်ဖောက်ကားနေတာလည်းမဟုတ်ဘူးလေမြမစစ်အစိုးရနဲ့လည်းရောင်းဝယ်ဖောက်ကားနေတာလည်းမဟုတ်ဘူးလေဒါပေမဲ့ဖြစ်လာတဲ့အချိန်ကြရင်တော့ဥမာ မိသားစုနေတဲ့အိမ်တွေကိုငါတို့ဘယ်လိုကူညီရမလဲအဲမိသားစုများတဲ့အိမ်တွေနိုင်ငံတကာလာကူညီတဲ့ဟိုနိုင်ငံတကာခင်ဗျားတို့အိမ်တအိမ်ချင်းကိုလာမကူညီဘူးဗျာပြဿနာခင်ဗျားတို့ဟိုတယ်ဒီလာဘာဒီလာဟာအဲ့ဒီအောက်ကဥစ္စာတွေလာကူညီတာနော်ကျွန်တော်တို့မှာဟိုဟာဟာပေးထားတဲ့ကောင်သဘောကျလို့အေးမင်းပါဇက်တယ်ဟိုအဲ့ဒီပြိုကျတဲ့တိုက်ကြီးဝင်အောင်မယ် မြေမြိုပြီးဝင်အောင်မယ်ဘာဖြစ်လို့လဲဆိုမိုးရွာတော့မယ်မိုးရွာရင်မြေတွေအက်သွားပင်းကူအိမ်ကြီးလိုအက်သွားပြီဗျာဒီငလျင်လမ်းကြောင်းမှာအက်သွားတဲ့အတွက်ကျွန်တော်ပထမပြောခဲ့ပြီးပြီဟာဝိုင်ယီစင်တာပညာရှင်နဲ့အဲကျွန်တော်လက် classmate တော့ကျွန်တော်ကျွန်တော် classmate ကျွန်တော်မေးပြီးကျွန်တော်ပြောပြခဲ့တာကျွန်တော်အမေရိကန်မှာ classmate ဆိုတော့အခုမိုးရွာရင်ပင်းကူအိမ်ကြီးလိုအက်သွားတာ ဲ့တော့ရေတွေဝင်ခင်ဗျားတို့ဘီစကွတ်မုတ်ကိုရေလောင်းထည့်ပြီးအပေါ်ကလက်ကလေးနဲ့ဖိချလိုက်တဲ့ပုံစံမျိုးဗျာနော်ဆိုတော့နေပြည်တော်မှာစဉ်းစားကြည့်ဗျာတေးတ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 ာအပုပ်နံ့ကိုမခံနိုင်လို့ကားလှည့်ပြန်ရတဲ့လူတော်ရှိမကြင်ညာဘူးလေ တို့အတိချင်းချင်းကြင်ညာတာဟာဘယ်ညွန်ဘူးကဘယ်အချိန်ကလောလောလတ်လတ်ကျွန်တော်ပြောချင်တာလူဘွားကတူတူလေးပါဒါကြောင့်ဒေါအောင်ဆန်းစုကြည်ရဲ့ယောက်ျားဒေါက်တာမိုက်ကယ်အဲရစ်ရေးခဲ့တဲ့ဥစ္စာတွေမှာကျွန်တော်ဗမာလူပြန်မိတာကတော့အတူဆုံးဘွားမှာအရှိဆုံးခီးကိုရှောက်သွားသူတာလေး မြင့်မြတ်သူများဖြစ်တယ်တဲ့။ဟောမအေလို့ဖေလို့မရီဘောမလို့လာမပြောနဲ့နော်။မင်းတို့ထက်စီနေရကြတယ်။တွေ့တဲ့နေရဖင်ကိုတစွတ်ထိုးပလိုက်မယ်ငါ။အောင်ကြီးညို့တွေ့ရင်ပားရိုက်ချင်တယ်လို့ပြောထားတဲ့ကောင်။ဒီကောင်ဖြက်စီးခဲ့တာ။စမ်းမာလာညို့တော့တော့အောင်ဆဲစုကြီးရဲ့ရှေ့နေ။ ပောက်ပန်း40ပေးတဲ့တည်နေမင်းတို့ NUG ဖြစ်လာတာဒီကောင်မရဲ့သားသမီးနှစ်ယောက်သလုံးအမေရိကန်မှာခွင်တူးခံစား권ရသွားတာအဲ့ဒါကိုချေကွာအမှန်ပြောတာငါတိုင်းပြည်ပေါ်မင်းတို့မတရားခဲ့ကြဘူးစစ်တပ်မတရားဘူး NLD lobby တွေမတရားဘူးစမ်းမာလာ